ရုတ်နဲ့မြန်မာကြားဓာတ်ရိုက်ကုန်သွယ်မှုဝန်ဆောင်ရေးလမ်းကြောင်းသစ်အဖြစ်နဲ့ကမ္ဘာအကြီးဆုံးကွန်တိန်နာတည်ယူရေးကုမ္ပဏီ Maxline ရဲ့အာရှဒေသခွဲကုမ္ပဏီဖြစ်တဲ့ MCC Transport ကို February 9ရက်မှာဖွင့်လှစ်လိုက်ပါပြီ။ Intra Asia Fly IA5 လို့နာမည်ပေးထားတဲ့လမ်းကြောင်းသစ်မြန်မာနဲ့ရှန်ဟိုင်းကြားဘလို့တည်ယူပို့ဆောင်မှုတွေလုပ်နိုင်မလဲ။ရန်ကုန်ရှန်ဟိုင်းကြားကုန်စည်တင်ပို့မှုဟာ18ရက်ကနေ23ရက်ပဲကြာမြင့်မှာဖြစ်ပြီး MCC Transport အနေနဲ့ 1100 TEU ရှိတဲ့တင်ဘော၈စင်းကိုတုံးဆွဲသွားမှာဖြစ်ပြီးဓာတ်ရိုက်ဝန်ဆောင်မှုဟာတိုကျိုကုန်တွေတွေကနေစတင်မှာမို့ရှန်ဟိုင်းကနေ January 20ခုမှာစထွက်လာပြီးရန်ကုန်ကို February 9ရက်နေ့မှာပထမဆုံးရောက်ရှိလာမှာဖြစ်တယ်လို့အမှုဆောင်အရာရှိချုပ်ကပြောပါတယ်။ Every week at the same day there will be a ship coming from Shanghai and being pushed straight into Myanmar stops in Singapore and in Malaysia on the way to Myanmar. So there will also be cargo from Singapore, from Malaysia, from Indonesia, from Vietnam on that ship. It's coming from Shanghai. ဝန်ဆောင်မှုအသစ်ဒီမိုဟာအပတ်စဉ်တိကျတဲ့ရက်တွေမှာတရုတ်နိုင်ငံရှန်ဟိုင်းမြို့ကနေတဆင့်စင်ကာပူမလေးရှားကစိတ်ကန်းတွေကိုစိုက်ကပ်ပြီးမှရန်ကုန်ကိုရောက်လာမယ်လို့ဆိုပါတယ်။တရုတ်နိုင်ငံဟာမြန်မာရဲ့အကြီးဆုံးကုန်သွယ်ဘက်ဖြစ်ပြီးအာရှနဲ့မြန်မာကြားကုန်သွယ်မှုခံမှန်းကြီး 45ရာခိုင်နှုန်းဟာတရုတ်နိုင်ငံကဖြစ်တယ်လို့မတ်စလိုင်းရဲ့ကြေညာချက်မှာဖော်ပြထားပါတယ်။မတ်စလိုင်းဟာနိုင်ငံ116နိုင်ငံမှာရုံးခွဲပေါင်း384ခုရှိပြီးကိုပင်ဟေဂင်မြို့ဒိန်းမတ်မှာအခြေစိုက်ပါတယ်။ကမ္ဘာအကြီးဆုံးကွန်တိန်နာသယ်ယူပို့ဆောင်ရေးကုမ္ပဏီရဲ့မြန်မာပြည်ဆိုင်ရာရုံးခွဲကို2014မေလမှာစတင်ဖွင့်လှစ်ခဲ့ပါတယ်။မြန်မာပြည်မှာနိုင်ငံတကာကုံသွယ်မှုနဲ့ပတ်သက်လို့ထိုးတက်မဲ့အလားအလာတွေအများကြီးရှိပြီးအဓိကကအာရှတွင်ကုံသွယ်ရေးကိုလုပ်နေပေမဲ့

we have seen the same development in a number of other countries, and we have big expectations for both import and export. On the export side, as an example, we expect Myanmar to become a big trading partner with the large consuming regions of North Europe and US in the years to come. Apart from the very big markets of Europe and USA, we also offer services throughout the world to Latin America, to Africa, and the Oceania countries of New Zealand and Australia.